ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။နိုဝင်ဘာလမှာเนาะတောက်ကြသားသမီးများတွေ9ရက်ကနေပြီးတော့15ရက်နေ့ထိတပတ်စာကံကြမ္မာများကိုစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။အဲ့တော့ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုတောက်ကြသားသမီးများရှိနေတယ်ဆိုလို့ရှိရင်တော့အစားဆုံးလေးကြည့်ပေးပါ။တောက်ကြသားသမီးများဒီတပတ်တာကာလမှာဆိုရင်စီးပွားရေးနည်းနည်းလေးကျဆင်းလာတာမျိုးတွေ့ရတတ်ပါတယ်။ဘာလို့လို့အဆင်မပြေတဲ့ကာလတစ်ခုကိုရောက်ရှိနေတဲ့ ချိန်ဖြစ်ပါတယ်။ဒါကြောင့်တောက်ကြသားသမီးများပို့ပြီးတော့တတိထားမှာပါ။မိမိတို့ရဲ့လုပ်ငန်းတွေတလွဲတချော်တွေဖြစ်နေရတတ်ပါတယ်။အလွဲလွဲအချော်ချော်တွေနဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကလွဲနေတာပေါ့နော်။လွဲနေတာကြောင့်ကိုယ့်ရဲ့ငွေကြေးတွေစုံရှုံရတာတွေဖြစ်ပေါ်ပါပါတယ်။ဒီကာလလေးမှာတောက်ကြသားသမီးတွေမတော်လာတဲ့အရက်ဒေတာတွေတော်လာမိလို့ ကန်နေညံ့သွားတာမျိုးတွေရဲ့တွေ့ရတတ်ပါတယ်။အနဲ့ရောင်အဝတ်ထည်တွေဝင်လာတတ်တာမျိုးတွေရှိပါတယ်။အဲ့တော့အဲ့လိုအနဲ့ရောင်အဝတ်ထည်တွေဝင်လာရင်လည်းလက်မခံဖို့ပို့ပြီးတော့အရေးကြီးပါတယ်။ရှောက်ထားတဲ့အလုပ်တွေမရလို့နော်ကိုကစိတ်သက်ကြတဲ့ကာလလို့ပြောလို့ရပါတယ်။ဒီကာလလေးမှာငွေငွေနဲ့ထွက်ငွေမှမျှမတာပဲနဲ့ထွက်တဲ့ငွေကပို့ပြီးတော့များပြားနေတာမျိုးတွေလည်းတွေ့ရတတ်ပါတယ်။ တောက်ကြသားသမီးများဒီကာလလေးမှာမိမိမိသားစုတွေနဲ့စိတ်ဝမ်း꿰စရာတွေကြုံရတတ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးစူးစမ်းရမယ့်ကာလတစ်ခုဖြစ်ပါတယ်။ကျမ်းမာရေးကတော့စီးနဲ့ပတ်သက်တဲ့ဝမ်းပိုက်နဲ့ပတ်သက်တဲ့ယောဂါတွေခံစားရတတ်ပါတယ်။မိษွေတငယ်ချင်းတူကိုယ်ကိုကုညီတာမျိုးတွေတွေ့ရတတ်ပါတယ်။အဲ့တော့ကို့အနေနဲ့တောက်ကြသားသမီးများအစိုးရအကောင် ကန့်အညံ့နေရနေကန့်ကောင်းသွားတာမျိုးဖြစ်ပါလိမ့်မယ်ဒီကာလာလေးမှာတောက်ကြသားသမီးများအမှုပညာလုပ်ငန်းတွေလုပ်နေတဲ့ဆိုလို့ရှိရင်တော့ခရီးတွေတွားနေရတတ်ပါတယ်စာကျုပ်စာတမ်းတွေအဆက်အသွယ်ကောင်းပြီးရရှိတတ်ပါတယ်나이တလုံးအိမ်ကိုရောက်လာတဲ့အခါမှာလက်မခံမိဖို့တော့လိုအပ်ပါတယ်나이တွေပါလေဝင်လာတတ်ပါတယ်အဲ့တော့나တဲ့ဓာတ်ကိုဖြစ်ပေါ်စေတာကြောင့်나이တွေပါရေအဝင်မခံပါနဲ့ မိမိရဲ့ဒီကာလာလေးထဲမှာဆွေမျိုးသားချင်းမိပเนาะဝေးလံတဲ့နေရာနေပြနာရီတရင်နေကြားတာမျိုးတွေကြုံရတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်တောက်ကြသားသမီးများဒီကာလမှာတော့ငွေကြေးကံတော့ကောင်းနေပါတယ်။ငွေကြေးကံนี่လည်းပွင့်လန်းမှုရှိပါတယ်။ဒါကြောင့်ကြွေပန်းဦးတစ်လုံးမှာနှီးစီပန်း၃ပွက် ထိုးပြီးတော့မှလူရဆူတောင်းပေးလိုက်ပါမိမိတို့ရဲ့မွေးနေ့မှာလှူဒန်းပေးရင်ပူပြီးတော့ကောင်းပါတယ်